အားလုံးမင်္ဂလာပါဒီနေ့လက်မှုပညာရေးကောင်းချုံများကိုမျှဝေပေးပါမယ်ဒီနေ့ခေတ်ကြီးထဲမှာအရာရာတိုင်းကမျက်စံနေပါတယ်ဒီပညာတွေကကျမတို့ရဲ့ဘဝကိုလမ်းမိုးထားခြင်းမှာတခါတလေရိုးရှင်းတဲ့အရာလေးတွေကိုကျမတို့မင်းနေတက်ကြပါတယ်အဲ့ဒါကတော့လက်မှုပညာပါပဲလက်မှုပညာဆိုတာရိုးရိုးရှင်းရှင်းအရာတခုကိုဖန်တီးတာထပ်ပို့ပါတယ်ပထမဆုံးအနေနဲ့စိတ်ကိုအနာပေးနိုင်တဲ့ဉာဏ်ပညာတခုဖြစ်ပါတယ် တခုခုကိုလက်နဲ့ကိုယ်တိုင်ဖန်တီးနေခြင်းမှာကျမတို့ရဲ့စိတ်တွေကတခြားသောဆိုရင်ပူပန်မှုတွေကနေခဏတာလွတ်မြောက်သွားပါတယ်အတွေးတွေငြိမ်သက်ပြီးတထဲကအလုပ်ပေါ်မှာပဲအာရုံစိုက်မိလာတဲ့အတွက်စိတ်ပီစီးမှုတွေကိုချော့ချပေးနိုင်ပါတယ်ဒါအပြင်လက်မှုပညာကကျမတို့ရဲ့ဒီရင်ဖန်တီးနိုင်စွမ်းကိုမြင့်တင်ပေးပါတယ်။စိတ်ကူးရှိတိုင်းလက်တွေပေါ်ဆောင်နိုင်နေဆိုတဲ့ခံစားချက်ကအရင်ငိုတံမှုရှိပါတယ်။ ကိုလက်နဲ့ဖန်တီးထားတဲ့ပစ္စည်းတခုကနေရရှိတဲ့ BD ကဘယ်အရာနဲ့မှမလဲနိုင်ပါဘူး။နောက်ပြီးလက်မှုပညာဟာဇွဲဝရိယနဲ့စိတ်ရှင်မှုကိုသင်ပေးပါလေ။အသေးစိတ်ကြတဲ့အလုပ်တွေမှာအချိန်ပေးရတာအမားရင်းတွေကိုပြင်ဆင်ပြီးဆက်လုပ်ရတာတွေကကျမတို့ကိုပုံပြီးစိတ်ရှိသီးခံတဲ့အောင်လေ့ကျင့်ပေးပါလေ။အရေးကြီးဆုံးကတော့လက်မှုပညာကရင်ချင်းမှုနဲ့ရိုးရာမှုနှစ်တွေကိုထိန်းသိမ်းရန်ထိန်းသိမ်းရမှာအရေးပါပါတယ်။ ရှင်းရခင်ကလေးကလက်ဆင့်ကမ်းလာတဲ့ပညာရက်တွေမပြောက်ကျဲရအောင်လက်မှုပညာရှင်တွေကစူးစမ်းပြီးထိန်းသိမ်းနေကြတာပါ။ဒါကြောင့်သူတို့ရဲ့လက်ရာတွေကတာမန်ပစ္စည်းတွေမဟုတ်ဘဲဝိညာဉ်တခုဇလန်းတခုပါဝင်နေတဲ့ຢာတွေပါ။ကဲဒီတော့ဒီနေ့ကစပြီးကိုယ့်ရဲ့လက်နဲ့တခုခုကိုဖန်တီးကြဖို့ချိန်ပေးလိုက်ပါ။လက်မှုပညာရဲ့တန်ဖိုးကိုခံစားကြည့်ပါ။ယေရှုတင်ပါတယ်။